ဒီတိရစ္ဆာန်လေးတွေဟာသူတို့ရဲ့ကလေးငယ်တွေကိုခက်ခဲပင်ပန်းစွာမွေးဖွားပြီးမိခင်မြတ်တာကိုပြသနေကြတယ်။ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်တင်းကားချန်နယ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ယောက်ျားဖောင်စီမိမမီးနေဆိုတဲ့လိုပဲအမျိုးသမီးတွေအတွက်အသက်အန္တရာယ်အရှိဆုံးအချိန်ကိုပြောလိုက်ရင် ကလေးမွေးဖွားရတဲ့အချိန်ကအပအဝင်ဖြစ်ပါတယ်။လူသားတွေဒါမကတတိယဆန်လေးတွေမှာလည်းကလေးမွေးဖွားရတဲ့အလောက်ကောင်လွယ်ကူရိုးရှင်းနေရမျိုးမဟုတ်ပါဘူး။ကိုယ့်ရဲ့သားသမီးတွေအပြင်လောကကိုချောချောမွေ့မွေ့နဲ့ရောက်ရှိဖို့အတွက်အသက်နဲ့ရင်ပြီးတော့ကြိုးစားကြရပါတယ်။ဒီနေ့မှာတော့ကလေးမွေးရတာထင်သလောက်မလွယ်ကူတဲ့မိခင်တွေရဲ့ဒုက္ခကိုဖော်ကျူးနေတဲ့တတိယဆန်လေးတွေရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာပါ။အစင်တင်းဖြစ်တဲ့ဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ရအောင်ပါ။ ပထမဆုံးပြောပြပေးသွားမယ့်အကောင်လေးကတော့ Glossy Kiwi လို့ခေါ်တဲ့ငှက်လေးပဲဖြစ်ပါတယ်။နယူးဇီလန်မှာသာအများအပြားတွေ့ရလိမ့်ရှိတဲ့ဒီ Kiwi ငှက်ကလေးဟာကမ္ဘာပေါ်ကငှက်မျိုးစိတ်တွေထဲမှာတော့အထူးကြဆုံးလို့ပြောရမယ့်မျိုးစိတ်တစ်ခုပါပဲ။အတောင်ပံတွေလည်းမပါသလိုအမီးကလည်းဒုံဒီနဲ့ခြေထောင်နှချောင်းနဲ့အနှုတ်သီးရှည်ကလည်းကြည့်ရတာအတော့ကိုကိုလိုကလန့်နိုင်ပါ रे ကီဝီငှက်မတကောင်ဟာသူ့ရဲ့အမြေချင်းထဲမှာပဲဥတလုံးကိုဥမှဖြစ်ပြီးတော့ သူရဲ့ဥဟာကဘာပေါ်ကအငတ်တွေအလုံးရဲ့ဥတွေထက်အကြီးဆုံးဖြစ်ပါတယ်ကီဝီငှက်ဥဟာဥပြီးရရက်30ပြည့်မှသာအကောင်ပေါက်တာဖြစ်ပြီးရောအဲ့ဒီမတိုင်ခင်အထိငှက်မကြီးကအနာကနေစောင့်ရှောက်ရပါတယ်။ငှက်မရဲ့ဘိုက်ထဲမှာကလေးကကြီးထွားချင်တဲ့ကြီးထွားနေတဲ့ဥကြီးဟာငှက်မရဲ့အခန္ဓာကိုယ်အလေးချိန်ရဲ့25ရာခိုင်နှုန်းလောက်ကိုလေးလံနေရဖြစ်ပါတယ်။ ဒါဟာလူသားမိန်းမတစ်ယောက်ကဘိုက်ထဲမှာလေးနှစ်အရွယ်ကလေးတစ်ယောက်ကိုကိုဝင်ဆောင်ထားတယ်လို့မျိုးနဲ့တူညီနေပါတယ်။ဒါကြောင့်ကိုဝင်တဲ့ကီဝီငှက်မကြီးဟာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာအေယာမအူကြီးရှိနေတဲ့အခါမှာဘိုက်ထဲကကလီစာတော်တော်များများဖိသိက်ခံရတာကြောင့်ကိုဝင်ဆောင်ခြင်းကာလအတွင်းမှာဘာအစားမှမစားနိုင်တယ်လို့ရေတောက်ဖို့တောင်မှခဲရင်ပါတယ်။ ။ဦးကနေအကောင်ပေါက်လာတဲ့အခါမှာတော့ငှက်သားပေါက်ဟာအမွေးစုံလင်နေပြီဖြစ်ပြီးတော့ကောင်းမွန်စွာလည်းပြေးလွှားနေနိုင်ပါပြီ။ဒုတိယပြပြမဲ့အကောင်လေးတွေကတော့အစ်ကလေးအုပ်တွေပါ။ဒီအကောင်တွေကတော့ကုန်းပေါ်မှာအရက်အမြင့်ဆုံးတံတဝါရီလို့တောင်မှပြောစမှတ်တင်ရတဲ့အထင်လေမင်းနဲ့အခြေတန်လက်တန်ရှေ့ကြီးတွေကိုပိုင်ဆိုင်ထားကြပါရဲ့။အရက်ပေ20လောက်ရှိကြတဲ့အစ်ကလေးအုပ်တွေဟာကိုဝင်ဆောင်တဲ့အခါမှာ15လလောက်ကိုအချိန်ယူရပြီးတော့ဘိုက်ထဲမှာတင်ပေါင်220လောက်လေးတဲ့ကလေးကို ကိုဝင်ဆောင်ထားရပါတယ်။နောက်ပြီးတော့သူတို့ဟာအရက်မြင်လုံးတဲ့အတွက်မီးဖွားတဲ့အခါမှာမတက်ရက်ပြီးတော့သာမွေးကြရဖြစ်ပါတယ်။ဒီလိုမွေးလေရှိတဲ့အတွက်တိတ်ကလက်အုံပေါက်လေးဟာ၆ပေလောက်မြင်းတဲ့နေရာကနေအောက်ကိုအရှိန်ပြင်းပြင်းနဲ့ပြုတ်ကျပြီးတော့မိခင်ကလည်းကလေးအပြင်ကိုမရောက်ခင်အထိအင်မတန်မှအနာကျင်မှုဒဏ်ကိုခံစားရပါတယ်။နောက်ဆုံးအနေနဲ့ပြောပြပေးမှာကတော့အာဖရိကန်မိချောင်းနှာတူတွေဖြစ်ပါတယ်။ သူတို့ဟာဥဥပြီးသွားတဲ့နောက်3လကြာတဲ့အထိဥတွေကိုအနီးကပ်ပြုစုစောင့်ရှောက်ရပါတယ်။3လပြည့်ရခါမှာသားပေါက်လာပြီးတော့အဲ့ဒီသားပေါက်လေးကိုတခြားသားရဲတွေရဲ့ရံကနေလွတ်ဖို့အတွက်ဘေးကင်းရကိုရွှေ့ပြောင်းကြရပါတော့တယ်။ This to yan lama ကိုပေါင်3500လောက်ဝိတ်နဲ့ကြိုက်ခွဲနိုင်စွမ်းရှိတဲ့အဒီမီချောင်းတွေဟာသားပေါက်တွေကိုရွှေ့ပြောင်းတဲ့အခါမှာဗဇက်ထဲမှာငုံပြီးတော့ရွှေ့ကြရတာဖြစ်ပါတယ်။ တားပါကိုမကိုက်မိစေဖို့အတွက်အတော်လေးကိုစူးစားထိန်ချုပ်ကြရပြီးတော့နည်းနည်းလောက်သာတတိလက်တာနဲ့အမိချောင်းပေါက်လေးဟာမိခင်ရဲ့ပါဇက်ထဲမှာပဲတည်ဆုံသွားရမှာဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့အခုပြောပြခဲ့တဲ့တတိဆန်လေးတွေရဲ့မိခင်ဘဝကဘယ်လောက်ထိခက်ခဲလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်။ ဒီပြီးသားတခြားတရိတ်ဆန်လေးတွေရှိရင်လည်းခွန်မမရေးပေးသွားလို့ရပါရဲ့ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။